မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူကမ်းမလမ်းပိုင်းမှာရှိတဲ့ညောင်ပင်လဂိတ်စခန်းမှာဘန်ကာစောင့်နေတဲ့စစ်သားများကို drone နဲ့ပုံကျဲတိုက်ခတ်ရာတအုပ်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ31ရက်နေ့မနက်7:00နာရီကမှပခုတ်ကူကမ်းမလမ်းပိုင်းမှာရှိတဲ့ညောင်ပင်လအကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်စခန်းမှာဘန်ကာစောင့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ော်လိုက်တပ်ဖွဲ့များက drone နဲ့ဘုံသီးဆယ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတအုပ်သိမ်းဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ကတော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိုင်ပတ်ကဖနဲ့ Black Cobra Force ကမ္မတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ဂျိုကုံအနောက်ရက်ွက်အုပ်ချုပ်ရေးမှူးရုံးမှာမေလ30ရက်နေ့ညပိုင်းမှာပြစ်ခတ်တိုက်ခိုက်ခံရတာကြောင့်အုပ်ချုပ်ရေးအဖွဲ့ဝင်အုပ်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒဏ်ရာရတဲ့သူတွေထဲမှာယာယီမှုတူပါဝင်ပြီးတော့လက်မောင်းဦးကောင်းနဲ့ခန္ဓာကိုယ်တွေမှာထိခိုက်ခဲ့တာလို့ဆိုပါရယ်။ပြစ်ခတ်ခံရပြီးနိုင်ပိုင်းအကြောင်းမှာဒဏ်ရာရတဲ့သူတွေကိုလူမှုကွန်ရက်အသင်းကားတွေနဲ့ရန်ကုန်စေယုံကြီးစီကိုခေါ်သွားတယ်လို့ အဲ့ဒီရက်ကွက်မှာနေထိုင်သူတူကပြောပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူနှစ်ဦးစလုံးကအမျိုးသားတွေပါအဲ့ဒီအချိန်အစင်းကိစ္စနဲ့ရောက်နေတဲ့ယာယီမှုတယောက်ပါတယ်ကြားတယ်ရက်ကွက်ထဲမှာသူတို့သတင်းမစုံစမ်းရဲဘူးစုံစမ်းရင် PDF ဆိုပြီးတော့ဖမ်းမယ်လို့သတင်းလွှင့်ထားကြတယ်ဒဏ်ရာရတဲ့သူတွေရဲ့နာမည်နဲ့အသေးစိတ်အချက်အလက်တွေကိုတော့လက်တလုံးမသိရသေးဘူးလို့ဆိုပါတယ်ဒါအပြင်ရက်ကွက်ရုံးပြစ်ခတ်ခံရပြီးတဲ့နောက်ပိုင်းမှာဂျိုကုန်းအနောက်ရက်ကွက်ထဲမှာအရွက်ဝတ်တွေနဲ့လက်နက်ကင်ထားတဲ့သူတွေကိုပါတွေ့လာရတယ်လို့ အဲ့ဒီမှာနေထိုင်တဲ့သူတွေကပြောပါတယ်ဂျုံကုန်းအနောက်ရက်ကွက်အုတ်ချုပ်ရေးအဖွဲ့ဝင်တွေဟာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအရတော့စစ်သားစုဆောင်းပေးနေကြတဲ့သူတွေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ရန်ကုန်အခြေစိုက် Together Urban Force အဖွဲ့ကတော့စစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေတဲ့ဂျုံကုန်းအနောက်ရက်ကွက်အုတ်ချုပ်ရေးမှုရုံးကိုတိုက်ခိုက်ခဲ့ကြောင်းမေလ30ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက် ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို Like and Subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအာဓမစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ Channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ Subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီရဲ့ဗမော်ခလိုက်ရ236ကတစ်တော့ဆဲလီဘိုကြီးဟိမ့်မြတ်စင်ဟာကချင်ပြည်နယ်အတွေ့တိုက်ပွဲမှာတိုက်ဆုံးခဲ့ကနိုင်ရေးအခမ်းအနားမလုပ်ရဘဲနဲ့တိတ်တိတ်ပုံကြိုလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ10ရက်နေ့ဗမော်မြို့နယ်အတွင်းတိုက်ပွဲမှာအကြံဖတ်စစ်ကောင်စီကဘိုကြီးဟိမ့်မြတ်စင်တိတ်ဆုံးခဲ့ခြင်းဖြစ်တော့လေနေရာမှာတင်တိတ်တဆိတ်ကြိုခဲ့ရတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့တစ်တော့ဆဲလီဘိုကြီးဟိမ့်မြတ်စင်ဟာဗမော်မြို့နယ်မန်ဝင်းကြီးမှာစစ်ကြောင်းထိုးရာကနေပြီးတော့တော်လိုက်အဖွဲများနဲ့ တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာတိတ်ဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုကတေးရင်ဖိတ်စာတွေဘာတွေတောင်တေးချမလုပ်ရဲပဲနဲ့တိတ်တိတ်လေးကြိတ်ငိုကြရလို့ပါ။အလောင်းကတော့ပြန်ရပါတယ်။နေရမှာပဲကြိုလိုက်ရတာပါလို့တက်တွင်းသတင်းရင်းမြစ်ကပြောကြားထားပါတယ်။အချမ်းဘတ်စေကောင်စီရဲ့စစ်တပ်အတွင်းအရာရှိနဲ့စစ်တီများတိတ်ဆုံးမှုများကိုနိုင်ရေးအဖြစ်နဲ့ကြဲကြဲပြန့်ပြန့်မလုတ်ခိုင်းဘူးလို့သိရပါတယ်။ရှေ့တန်းမှာတိတ်ဆုံးမှုများကိုတက်တွင်းကျန်ရဲ့သူမိသားစုများကိုအတိမပေးပဲပြောင်းဆုံးအဖြစ်စရင်သွင်းခြင်းများဖြစ်ပွားလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာစစ်ကောင်စီအုပ်စုကခီးသွန်းပြည်သူတွေကိုဖမ်းဆီးငွေညစ်ပြီးတော့တောင်းတလောက်ငွေမပေးနိုင်တဲ့ပြည်သူတွေကိုလူသားတိုင်းကအဖြစ်နဲ့အသုံးပြုကမိုင်းရှင်းခိုင်းတယ်လို့ရှင်းရတဲ့မိုင်းတွေကိုကားပေါ်ကိုတင်ပြီးတော့စခန်းအထိမောင်းပို့ခိုင်းတာတွေကိုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့မေလာအတွင်းကမုံရွာမန္တလေးလမ်းမိုက်မှာစစ်ကောင်စီအုပ်စုကမိုင်းရှင်းလေးလုပ်ခဲ့ပြီးတော့သူတို့ကိုယ်တိုင်မရှင်းပဲပြည်သူတွေကိုမိုင်းရှင်းခိုင်းတာပြည်သူတွေကိုလူသားတိုင်းကသဘောပြောအတုံးချပြီးတော့မိုင်းရှင်းတာနဲ့ရှင်းရတဲ့မိုင်းတွေကိုကားပေါ်တင်ခိုင်းပြီးတော့ဒိတ်စခန်းရှိရာကိုလိုက်ပို့ခိုင်းခဲ့တယ်လို့ဆိုပါတယ်သူတို့စစ်ကောင်စီအုပ်စုကမိုင်းတွေဖြုတ်တော့အင်စီကားတွေကိုပဲသူတို့ရဲ့ပတ်ပတ်လဲမှာဝိုင်းခိုင်းတာပြီးတော့ကာဗာယူလိုက်တာကားပေါ်မှာပါလာတဲ့အမျိုးသမီးနဲ့ကလေးတွေကိုလမ်းစင်းလျှောက်ခိုင်းတယ်အမျိုးသားတွေနေခဲ့ဆိုပြီးတော့ခိုင်းတာ တို့ဖြုတ်ထားတဲ့မိုင်းတွေကိုအိမ်စည်းကားတွေပေါ်တင်ပေးပြီးတော့ခင်မုံရွာဘတ်ဆုံခြံဘက်ကိုလိုက်ပုတ်ခိုင်းတယ်လို့ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့သူတို့ကပြောပါတယ်အဓိကအားဖြင့်မန္တလေးမုံရွာလမ်းမုံရွာနဲ့သခိုင်းချားကချောင်းနဲ့မြင်းမှုနယ်မှာမိုင်းရှင်းတဲ့စစ်ကောင်စီအုပ်စုကအဲ့ဒီအတိုင်းပြည်သူတွေကိုလက်နက်ပြအနိုင်ကျင့်နေတာလို့ဆိုပါတယ်လမ်းပေါ်ကမိုင်းတွေကို PDF တွေကထောင်ထားတာမို့လို့ခီးသွားပြည်သူတွေအနေနဲ့လည်းမိုင်းရှင်းမှုတာဝန်ရှိတယ်လို့ပြောဆိုကချင်းချောက်ပြီးတော့မိုင်းရှင်းခိုင်းတာမိုင်းတွေကိုတဲခိုင်းတာလို့စစ်ကောင်စီအုပ်စုကပြောကြောင်းကိုရိုင်းကြုံတွေ့ခဲ့ရတဲ့သူတို့ကဆက်ပြောပါတယ် သူတို့ပြောတာကမတို့ကပြည်သူတွေဘေးကင်းဖို့အတွက်အနစ်နာခံပြီးတော့မိုင်းဖြုတ်ပေးနေရတာတဲ့ဒီမိုင်းတွေက PDF တွေထောင်ထားတဲ့မိုင်းဖြစ်လို့လမ်းပိုင်းအသုံးပြုနေတဲ့ပြည်သူတွေကိုပဲပြန်ခိုင်းတာပေါ့နောက်ပြီးကားပေါ်တင်ပေးပြီးတော့တေချင်တေဆိုပြီးသူတို့ဂိတ်စီကိုတနက်ပြချိမ့်ချောက်ပြီးတော့မောင်းပို့ခိုင်းတာစစ်ကောင်စီအုပ်စုကခီးသွွားပြည်သူတွေကိုမိုင်းရှင်းခိုင်းရမှာအင်စည်းကားနဲ့တွာလာတဲ့သူတွေကိုအဓိကဖမ်းဆီးပြီးတော့အသုံးချပြီးခရီးသည်တင်လိုင်းကားတွေကတော့စက်ကြီးပေးထားရလို့လူသားတိုင်းအဖြစ်နဲ့အတုံးချခံရတာနဲတယ်လို့ဆိုပါရတယ်။ရင်လိုင်းအနေနဲ့ကလည်း ်သူတို့ကိုစက်ကျင်းငွေပေးဆောင်ထားပြီးသားလမ်းမှာတွားလို့သူတို့ဂိတ်တွေမှာလဲ900တထောင်တို့ရေတံဘူးတို့မုံတို့တခုမဟုတ်တခုက အမြဲတမ်းပေးနေကြဆိုတော့ပြီးတဲ့တင်ကားတွေထဲအင်စီကားတွေပြင့်မှတ်ထားခံနေရတဲ့သဘောပေါ်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီအုပ်စုဟာရှမ်းမြောက်မှာ1027စစ်စင်ရန်နာပီကလေးကမုံရွာမန္တလေးလမ်းပိုင်းအပါအဝင် စကိုင်းနဲ့နယ်မြေပြန်လည်ဆုံးမနိုင်အောင်လို့စ조사နေပြီးတော့ဝိုင်းရှင်းသားတွေကိုပါလုံနေတာဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာမုံရွာမန္တလေးကားလမ်းပေါ်မှာဝိုင်းရှင်းလေးရဲ့အကြောင်းပြပြီးတော့ပြည်သူတွေကိုလက်နက်ပြမိုက်ကြီးခွဲနေတဲ့စစ်ကောင်စီအုပ်စုကိုတော်လိုက်တက်တွေက drone နဲ့ဘုံထုတိုက်ခိုက်တာမိုင်းဆွဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့်စစ်ကောင်စီအုပ်စုကအခုလိုမျိုးခရီးသွားပြည်သူတွေကိုလူသားတိုင်းပြုလုပ်ပြီးတော့ဝိုင်းရှင်းလင်းတာဖြစ်နိုင်တယ်လို့ဒေသခံတော်လိုက်တက်ဖွဲ့ကရဲဘော်တို့ကပြောပြခဲ့ပါဗျ။ ်မုံရွာမန္တလေးလမ်းပိုင်းကိုကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကနေမြေစုမှုထားတာဆိုတော့သူတို့ကြီးပဲတီးတဲ့မိုင်းရှင်းလဲမယ်ဆိုရင်မိုင်းဆွဲတိုက်ခိုက်တာ drone နဲ့ဘုံတီးချတာတွေမကြာခဏခံထားရတာဆိုတော့အခုလိုမျိုးပြည်သူတွေကိုအကာအကွယ်ယူပြီးတော့မိုင်းရှင်းလဲတော့ကျွန်တော်တို့ဘက်ကတိုက်ခိုက်လို့မရတော့ဘူးလေတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်မှာဆိုရင်လို့အခုလိုမျိုးပြည်သူတွေကိုလူသားတိုင်းလုပ်ပြီးတော့မိုင်းရှင်းတာပေါ့လို့ဒေသခံတော်လိုင်းတပ်ဖွဲ့ကရဲဘော်ကပြောပြခဲ့ပါဗျ။အခုလတွေအတွင်းမှာမုံရွာမန္တလေးလမ်းပိုင်းမှာစစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေအထိုင်ချမှုပုံပုံများပြားလာပြီးတော့ မုံရွာနဲ့စကိုင်းကြားမိုင်း80ကျော်သာရှိတဲ့လမ်းပိုင်းမှာ စုစုပေါင်းစီကောင်းစီအုပ်စုဝင်းမြင့် gate 10 gate ထဲမှနေရှိကမုံရွာအထွတ်မဦးပင် gate မြေနယ်စွန့်ရီထက်စီဆိုင် gate ခင်မွန်ဘတ်စုံချမ်း6ဦးမြာပလဲစီဆိုင် gate နိုင်ရီကံမြောင်လန်းခွဲမြင်းမူညောင်ဝင်ဝင်းရဲစခန်းစတဲ့ gate တွေကလက်နက်ပြပြီးတော့မိုက်ကြီးခွဲငွေညက်မှုအစိုးဝါဆုံး gate တွေဖြစ်တယ်လို့ခီးသားတွေကပြောပါတယ် ပြီးခဲ့တဲ့လတွေအတွင်းမုံရွာမန္တလေးလမ်းမှာမိုင်းရှင်းနေတဲ့စစ်ကောင်စီအုပ်စုတိုက်ခိုက်ခံရလို့ဆိုပြီးတော့ချောင်းဦးနယ်ခင်မုံရွာမုံရွာမြို့နယ်ကျေးမုံရွာတို့ကိုစစ်ကောင်စီအုပ်စုကအကြမ်းဖက်စီးနင်းတောင်းကြမ်းကနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ဗျမ်းဖြူကျေးရွာကအပြစ်မဲ့အရတားပြည်သူ42ဦးကိုစစ်ကောင်စီကအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ပြီးတော့အလောင်းများကိုဖျောက်ပစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ29ရက်နေ့ကမြန်းဖြူကျေးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များရာနဲ့ခြေပြီးတော့ဝင်ရောက်လာပြီးတော့ရွာတွေကတက်ကြီးရွယ်ဦးများနဲ့ကလေးငယ်များကလွဲပြီးတော့အမျိုးသားများအလုံးကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။အမျိုးသား200ခန့်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးစစ်ဆင်နေပြီးတော့ဇွန်လ1ရက်နေ့နောက်ဆုံးသတင်းအရ52ဦးကိုတပ်ဖြတ်လိုက်တယ်လို့သတင်းအရင်းမြစ်တအူးကပြောဆိုခဲ့ပါတယ်။မြန်းဖြူရွာကတက်ကြီးရွယ်ဦးကလေးငယ်တွေနဲ့အမျိုးသမီးတွေကိုတေဗာကားနဲ့ယူလာပြီးတော့စစ်တွေမျိုးတွေကဝက်ပါကွင်းမှာထားပစ်ခဲ့တယ်။ အမျိုးသားတွေအားလုံးကိုဖမ်းချုပ်ထားတယ်အခုတရင်ကြတာက50တအူးတောင်အသက်ခံရလိုက်ရပြီလို့သိရတယ်အလောင်းတွေကိုဗမာထားလဲတော့မသိရသေးဘူးတချို့ပြောတာကတော့ရွာထဲမှာဒီအတိုင်းပုံထားတယ်လို့သိရတယ်လို့ပြောဆိုခဲ့ပါတယ်မေလ29ရက်နေ့က၄ဦးထက်မနည်းတပ်ဖြတ်ခံခဲ့ရပြီးတော့မေလ30ရက်နေ့မှာ10ဦးတပ်ဖြတ်ခံခဲ့ရကမေလ31ရက်နေ့မှာ28ဦးအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့ရခြင်းဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်စစ်တွေမျိုးကန်တအူးကအေးအေးဆိုပြီးတော့ဆွဆွဲပြီးတတ်တာရှိတယ်အေးအေးနဲ့ဆက်သွဲတယ်ဆိုပြီးတော့တတ်တာရှိတယ် ခန္ဓာကိုယ်မှာအေအေလို့တတ်တူးထိုးတာရခိုင်လို့တတ်တူးထိုးတာအာရကန်လို့တတ်တူးထိုးတာတာရှိရင်လဲတတ်တယ်ရခိုင်ဒစိတ်တတ်တူးထိုးတာတာရှိရင်လဲတတ်တယ်လို့ပြောတယ်အပြစ်မဲ့အရသားတွေကိုချက်တွေငှက်တွေလို့တတ်ဖြတ်နေတယ်သူတို့အားလုံးကိုတနက်နဲ့ပြစ်တက်ခဲ့တာဖြစ်တယ်စိတ်ကောင်းစီရဲ့ရုံမှာကောက်ကျက်မှုကအဝီစီမပြောနဲ့ပို့မိုက်နေရတော့မရှိဘူးလို့ပြောဆိုခဲ့ပါတယ်ဗျမ်းဖြူကြေးပါတယ်မှာဖန်စီချုံတော်ခန္ဓာအစဲ လူငယ်အမျိုးသားအများပြားရှိနေစေဖြစ်ပြီးတော့တချို့ကိုစစ်ကောင်စီတပ်ရင်းများကိုစစ်ကားများနဲ့ခေါ်ယူသွားတယ်လို့သိရပါဗျ။ဗျိုင်းဖြူကျေးရွာအကြမ်းဖက်စီးနှင်းခံရမှုမှာဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ALA တပ်ဖွဲ့ဝင်များပါဝင်ကြောင်းနဲ့စစ်ကောင်စီအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုမှာလည်းရခိုင်တိုင်းရင်းသားအချင်းချင်း ALP တပ်ဖွဲ့ဝင်များကပါပါဝင်တပ်ဖြတ်ခဲ့ကြောင်းသတင်းရင်းမြစ်များကပြောဆိုခဲ့ပါဗျ။ ရိုင်းဖြူကြေးပါကိုပြီးခဲ့တဲ့နှစ်တွေကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာဝင်ရောက်ဆစ်ဆင်းမှုများပြုလုပ်ခဲ့ပြီးတော့ဝင်လာတိုင်းလဲစစ်ကောင်စီတပ်ဖွဲ့ဝင်များကရွာသားများကိုဒါဇင်နဲ့ချီဖမ်းဆီးခေါ်ဆောင်ပြီးတော့တပ်ဖြတ်မှုများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ညောင်ပင်ကွင်းရွာကစစ်ကောင်စီတပ်သားတအုပ်ဟာလက်နက်ယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်360ချိမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ22ရက်နေ့မှာတနင်္သာရီမြို့နယ်ညောင်ပင်ကွင်းရွာမှာရှိတဲ့ခမရ963တရင်အနီးညောင်ပင်ကွင်းတရဆစီဂိတ်ကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ဝင်တဦးဟာဗိတ်ခရိုင်တရင်နှစ်ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗါးအလင်းဝင်လာတဲ့စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ဝင်ဟာ AK တလက်ကြီပေါက်နှစ်ခုနဲ့ကြီ138တောင်းတော့ကိုယူဆောင်လာခဲ့တယ်လို့သိရပါဗါးဇွန်လ၁ရက်နေ့မှာအဲ့ဒီအလင်းဝင်လာတဲ့ပြည်သူ့စစ်အဖွဲ့ဝင်ကိုငွေကျပ်360ချင်းမြင့်ပေးခဲ့ပြီးတော့လုံခြုံတဲ့နေရာမှာကောင်းမွန်စွာထားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။